အားလုံးပဲမင်္ဂလာပါခင်ဗျာရေလျောင်းဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ကိုယ်မှာရှိတဲ့ကိုယ်အသုံးပြုနေတဲ့ Gmail အကောင့်ရဲ့ကျွန်တော်တို့ဒီ Gmail အကောင့်မှာထည့်ထားတဲ့နာမည်တို့ပြီးရင်မွေးနေ့တက်ကြက်ပေါ့နော်ဒီမွေးနေ့ရဆွဲတို့ပြီးရင်ကျွန်တော်တို့ဒီဖုန်းနံပါတ်ကထည့်ပြီးသားဆိုရင်လည်းအစ်စ်ချိန်လို့ရတယ်မထည့်ရသေးဘူးဆိုရင်လည်းအစ်စ်ထပ်ပြီးထည့်လို့ရမယ်နီလန်းပေါ့နော်ပြီးရင်ကို Gmail အကောင့်ရဲ့ဒီ profile ပုံအစရှိတဲ့ဖြင့်ဒီအကြောင်းအရာလေးအသေးသေးရှင်းမှုရှင်းဒီဒီထည့်ပုံထည့်နည်းလေးကိုအစအဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျာပထမဦးဆုံးအနေနဲ့ကိုယ့်ရဲ့ Gmail software တွေကိုတစ်ချက်သွားလိုက်မယ်ပေါ့နော် ော်ကိုယ့်ရဲ့ဂျီမေးကောက်ရှိတဲ့နေရာဂျီမေးဆော့ဝဲတွေတစ်ချက်သွားလိုက်ပါမယ်ဗျ။သွားပြီးပြီဆိုရင်တော့ကျွန်တော်ဂျီမေးကောက်နဲ့ပတ်သက်ပြီးတခုခုပြင်ရင်အဲသူ့ရဲ့ဒီ management profile နဲ့သွားရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီ down မှာရှိရဲ့ဒီ profile icon လေးကိုတစ်ချက်နှိပ်လိုက်ပါတော့ကျွန်တော်မျှားလေးထုတ်ပြပေးထားပါတယ်ဗျ။အဲ့ဒီအလေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီအောက်နားလေးမှာ management you are google account ဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ဗျ။အဲ့ဒီကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျ။ မနီမန်ယူက Google Account ကိုနှိပ်လိုက်ရင်ကျွန်တော်ဒီတိုင်းတွေ့ရမှာဖြစ်ပါတယ်ဗျပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ကဒီ information အချက်အလက်တွေပေါ့နော် Gmail ကဖွင့်ထားတဲ့ information အချက်အလက်တွေကိုပြောင်းကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ personal info ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးသွားရမှာဖြစ်ပါတယ်ဗျကျွန်တော်မြားလေးထိုးပြီးတော့ဒီအနီးလေးဝိုင်းပြပေးထားပါတယ်ပေါ့နော်မတွေ့ဖြစ်နေမှာသလိုပါဒီ personal info ဆိုတဲ့နေရာလေးကိုတစ်ချက်သွားလိုက်ပါဒီနေရာလေးကိုရောက်ပြီဆိုရင်တော့ကျွန်တော်ပထမဦးဆုံးအနေနဲ့အဲကျွန်တော်ရဲ့တမနီပုံထဲမှာပါတဲ့အတိုင်းကျွန်တော်တခုချင်းစီရှင်းပြပြီးသွားမယ်ပေါ့နော် ပထမဦးဆုံးအနေနဲ့ကျွန်တော်ဒီအပေါ်ဆုံးမှာရှိရဒီ name ဆိုတဲ့နေရာလေးပေါ့နော်အဲ့ name ဆိုတဲ့နေရာလေးကိုချိန်ညင်နေဆိုရင်အဲ့ name ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်အောင်မှာပဲဗျာမတက်ဖို့ဆိုရင်ကျွန်တော်အရင်ထည့်ထားမှာရဲလင်းအောင်လုပ်ထည့်ထားပါဘောနော်အဲ့ name လေးကိုပြန်ချိန်မယ်ချိန်မယ်ဆိုတော့တစ်ချက်နှိပ်လိုက်ပါဘောနော်နှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီအပေါ်မှာ name ဆိုတဲ့နေရာလေးကိုထပ်ပြီးတော့တွေးရလိမ့်မယ်ဘောနော်အောက်က name နဲ့မဆိုင်ဘူးနော်ဒီအပေါ်က name ဆိုတဲ့နေရာလေးကိုပဲတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါဗျာနှိပ်ပြီးခဏလေးစောင့်ပြလိုက်ပါဘောနော်အဲ့ဆိုရင်ဒါကျွန်တော်ဂျီမီကောက်ဖွင့်တော့ထည့်ခဲ့ရဲ့ name ပေါ့နော် ျွန်တော်ဆိုမှရဲလျောင်လို့ထည့်ခဲ့ရဖြစ်ပါတယ်ဗျအဲ first name နေရာမှာအဲကိုဒီ first name နဲ့ last name ကိုဖြတ်လိုက်ပေါ့နော်အရင်ထည့်ထားတဲ့ name မျိုးဖြတ်ပြီးပြီဆိုရင်ဒီ first name နဲ့ last name နေရာမှာကိုထပ်ပြီးပေးခြင်းနာမည်ကိုအပေါ်နဲ့အောက်ခွဲပြီးပေးလို့ရပါတယ်ဗျကျွန်တော်ဆိုရင်တူအောင်လို့ထပ်ပြီးပြင်လိုက်မယ်ပေါ့နော်အဲကိုစိတ်တိုင်းကျ name ပေးလိုက်ပါပေးပြီးပြီဆိုရင်တော့ဒီနေရာမှာ save ဆိုတာလေးရှိရယ်ပေါ့နော် save ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျ အဲဒါဆိုရင်တော့ခုနကရလင်းအောင်နေသူအောင်ဆိုပြီးတော့ချိန်ဝါကြီးပဲဖြစ်ပါတယ်ဗျာကျွန်တော်ဘက်ကီးလေးနဲ့ပြန်ထွက်ပေးလိုက်ပါဘက်ကီးနဲ့ပြန်ထွက်လိုက်ရင်ဒီအရှိနေရာလေးမှာပါစင်တဲ့ info ဆိုတဲ့နေရာလေးမှာလည်းမချိန်ဝါပါလိမ့်မယ်ပေါ့နော်ဒါကနိုင်ချိန်နေอยู่ပါဗျာအဲဒုတိယတစ်ဆင့်နေနဲ့ကျွန်တော်တို့ကဒီ birthday ပေါ့နော်ဒီဂျီမေကောက်ရဲ့မွေးနေ့ကိုထပ်ပြီးချိန်ညင်နေဆိုရင်ဒီ birthday ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြရမှာဖြစ်ပါတယ်အဲဒါပေါ့ဆိုရင် ကျွန်တော်တို့ဒီမှာအကောက်ဖွင့်ရထည့်ခဲ့ရဇူလိုင်၁၇1995ပေါ့နော်အဲဒါကိုကျွန်တော်တို့ကချိန်ညင်နေဆိုရင်အဲဒီမှာအကုန်ပြန်ချိန်လို့ရပါတယ်ဒီမွေးလကိုချိန်ညင်မွေးလနေရာကိုနှိမ့်လိုက်ပေါ့နော်မဇန်နဝါရီအဲမှာ၁၇နေရာမှာကျွန်တော်တို့20လို့ပြီးခြင်းလဲအော်၁၂လို့ပြီးလိုက်မယ်ပြီး1995နေရာမှာ1998လို့ပြီးရင်ဒီမှာကိုစိတ်တိုင်းကြအကုန်ပြန်ချိန်လို့ရရပေါ့နော်အဲစိတ်တိုင်းကြချိန်မှုလိုက်ပြီးဆိုရင်တော့အောက်နားကိုနည်းနည်းဆွဲလိုက်အပေါ်လေးကိုဆွဲတင်လိုက်ပေါ့နော်ဆွဲတင်လိုက်ရင်ဒီအောက်မှာကန်ဆယ်နဲ့ဆိတ်ဆိုတာလေးရှိပါတယ်ဗျအဲဆိတ်ဆိုတာလေးကိုတစ်ချက်နှိမ့်ပြီးလိုက်အောင်ပါပဲအဲဒီလိုမျိုးကန်ဆယ်နဲ့ confine ဆိုပြီးတော့ပေါ်လာရင်ကျွန်တော် confine ဆိုတာလေးကိုတစ်ချက်ထပ်ပြီးနှိမ့်ပြီးလိုက်ပါဗျ ဒါဆိုရင်တော့ရပါပြီအဲ you have a day heaven addicted ဆိုပြီးတော့ပေါ်လာရင်ရပြီပေါ့နော်ကျွန်တော်ပကီးလေးကိုနှိပ်ပြီးပြန်ထွက်လိုက်ပါဒါဆိုရင်တော့မှမွေးနေ့လည်းချိန်သွားပါလိမ့်မယ်ခုန1995ပေါ့နော်ခု1998ဖြစ်သွားပြီဒီမှာချိန်သွားပါလိမ့်မယ်ဗျအဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒီဖုန်းနံပါတ်ပေါ့နော် ဖုန်းနံပါတ်ကလည်းအရေးကြီးရပြဗာကြောင့်ဖုန်းနံပါတ်အရေးကြီးရလဲဆိုရင်အဲအခုနောက်ပိုင်းမှာဆိုရင်တချို့ဖုန်းတွေမှာပေါ့နော်တချို့ဖုန်းတွေတချို့ကွန်ပျူတာတွေမှာဆိုရင်ကျွန်တော် Gmail ကောက်ဖွင့်ခဲ့ရဖုန်းနံပါတ်တစ်ခုကမဖြစ်မနေတောင်းတယ်ဖုန်းနံပါတ်ထည့်ပေးရတယ်အဲထည့်ပြီးရင်အဲ့ဖုန်းစင်ကတ်ထဲကိုကျွန်တော် OTP code ပေါ့နော် OTP code ဒီ code ကနန်း၄လုံး ံး6လုံး7လုံးပေါ့နော်စားကြည့်တဲ့ပြင်သူ့ဘက်ကနေပြီးတော့ဒီ Google ဘက်ကနေပြန်ပို့ပေးတယ်အဲ့ကုတ်ကနန်းထည့်ပြီးကျွန်တော် verify လုပ်ပေးရတာပေါ့နော်အဲဒါပေမဲ့ကျွန်တော်ဒီဖွင့်နဲ့တော်တော်များများမှာတော့ဖုန်းနဲ့ဘက်ကမတောင်းဖြစ်နေရပါတော့။အဲအဲ့လိုမျိုးတောင်းခဲ့တော့ရှိရင်တခါရဲထည့်ပေးရတယ်။ကျွန်တော်တို့ကမတောင်းမဲနဲ့ ဟိုအကောက်ဖွင့်တရတခါတည်းမတောင်းခဲ့တော့ရှိရင်လည်းဖုန်းနံပါတ်ကထက်ပြီးတော့ထည့်ထားတာတော့ပို့ပြီးကောင်းတယ်ဗျာ။ဘာကြောင့်လဲဆိုရင်အဲ့လိုမျိုး information မမစုံတဲ့ Gmail တွေဆိုရင်ကျွန်တော်တို့ဒီအကောက်ပြတ်တာတွေပါဖြစ်တတ်တဲ့အတွက်ကြောင့်လို့ပေါ့နော်။နောက်တစ်ခုကကျွန်တော်တို့အကောက်အကြောင်းမျိုးမျိုးကြောင့်ဒီ recovery ပြန်ယူရမယ်ဆိုရင်တော့မှဒီလိုမျိုးအစုံထည့်ထားရင်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်။ကျွန်တော်ဖုန်းနံပါတ် change နေတာပဲဖြစ်ဖြစ်မထည့်ရသေးလို့အစ်စ်ထည့်ပြီးထည့်နေတာဖြစ်ဖြစ်ဒီဖုန်းဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လို့ရပါတယ်ဗျာ။အဲ့နေရာလေးကိုတစ်ချက်ထည့်ပြီးနှိပ်ပေးလိုက်ပါ။ အဲကျွန်တော်တို့ကဒီနေရာမှာဖုန်းနဲ့ပတ်မထည့်ရသေးဘူးဆိုရင်တော့အခုမိတ်ဆွေတို့ဒီဖုန်း screen မှာမြင်နေတဲ့အတိုင်းပဲဒီ F noun ဆိုပြီးတော့ဒီလိုမျိုးအပြာရောင်စာလေးနဲ့ပေါ်နေမှာပဲဖြစ်ပါတယ်ဗျဒီလိုမျိုးလေးပေါ်နေမှာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဖုန်းနဲ့ပတ်ထည့်ပြီးထည့်ခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်ကိုတစ်ချက်နှိပ်လိုက်ပါ အဲနှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာဟို password ပါညာပြန်တောင်းတက်တယ်ဗောနော်ဖုန်းနံပါတ်ထည့်ထည့်မယ်ဆိုရင်အဲ Gmail ရဲ့ password ထည့်ပေးလိုက်ပါတချို့ဖုန်းတွေမှာဆိုရင်လည်းဖုန်း screen lock ဗောနော်ဖုန်း screen lock လို့ခေါ်ရဒီဟို button ပဲဖြစ်ဖြစ် finger ပဲဖြစ်ဖြစ်ဒီ pin lock ပဲဖြစ်ဒီလိုမျိုးတောင်းပါလိမ့်မယ်အဲ့လိုမျိုးတောင်း verify လုပ်ပေးလိုက်ဗောနော်တစ်ချက်ထက်ဟိုဖြည့်ပေးလိုက်ဗောနော်ပြီးဆိုရင် F now ပြန်နှိပ်လိုက်ပါ F now နှိပ်လိုက်ရင်ဒီနေရာမှာကျွန်တော်ဖုန်းနံပါတ်ထည့်လို့ရတဲ့နေရာလေးပေါ်လာပါလိမ့်မယ်ဗျဒါကျွန်တော်ကတစ်ခါမှဖုန်းနံပါတ်မထည့်ဘူးသေးလို့ဗောနော်အဲမထည့်ရသေးလို့ဗောနော်ကျွန်တော်ဒီနေရာမှာကိုယ်ကမြန်မာနိုင်ငံရဆိုရင်ဒီအရှိရအလံနေရာလေးကိုတစ်ချက် ်နှိပ်ပေါ့နော်အလန်နီယာလေးကိုတစ်ချက်နှိပ်ပြီးဒီညမှာဒီမြန်မာကိုရွေးလိုက်ပေါ့နော်မြန်မာဆိုရင် plan 95နဲ့စာမှာပေါ့နော်ဟို MY နဲ့စရစာနေရမှာကျွန်တော်မြန်မာဆိုတော့တွေ့အောင်ရှာပြီးတော့ရွေးပြရမှာဖြစ်ပါတယ်ဗျဒီ M အုပ်စုထဲမှာဒီမှာတွေ့ပြီပေါ့နော်ဒီမြန်မာကိုရွေးပေးလိုက်ပါဗျာကျွန်တော်ကတော့အခုက Thai မှာဖြစ်တဲ့အတွက်ကြောင့်ဒီ Thailand plus 7ပဲထားလိုက်မယ်ပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာထပ်ပြီးတော့ကိုထည့်ကျင်တဲ့ဖုန်းနဲ့ပဲကိုထည့်ပါ ကိုဆွေတိုင်ကြဖုန်းနဲ့ပဲထည့်ပြီးပြီဆိုရင်ကျွန်တော်ဒီနေရာမှာနှိပ်ဆိုတဲ့ကန်ဆယ်နဲ့နှိပ်ဆိုပြီးရှိရပါတော့အဲနှိပ်ဆိုတဲ့ခလုတ်ကလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ဗျနှိပ်လိုက်ပါနှိပ်ပြီးဒီနေရာမှာကန်ဆယ်နဲ့ gas coat ဆိုပြီးတော့ပေါ်လာပါလိမ့်မယ်ဗျအဲ gas coat ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါတော့နှိပ်လိုက်ရင်တော့ iPhone နဲ့ပဲထည့်ဖို့ OTP ကဏ္ဍလေးကြီးလာမှာဖြစ်ပါတယ်အဲ OTP ကဏ္ဍလေးတွေကိုကျွန်တော်ထည့်ပေးရမှာဖြစ်ပါတယ်ဗျကျွန်တော်တဲမှာ message လေးဝင်လာပြီပေါ့နော်2300ပေါ့နော်အဲကဏ္ဍလေးကိုကျွန်တော်ထည့်ပေးလိုက်အောင်မယ် ဒီကနန်းလေးကိုထည့်ပြီးရင်ကျွန်တော်ဒီဘေးမှာရှိရဲ့ဒီ cancel အောက်မှာရှိရဲ့ပေါ့နော် cancel နဲ့ verify ဆိုတဲ့နေရာလေးကဒီ verify ဆိုတဲ့အဲဒီနေရာလေးပေါ့နော်အဲ verify ဆိုတဲ့စာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ဗျအနှိပ်လိုက်ရင်တော့မှဖုန်းနံပါတ်တကူဟောထည့်ပြီးသားဖြစ်သွားပါလိမ့်မယ်ကျွန်တော်ဘက်ကီးလေးနဲ့ပြန်ထွက်လိုက်ရင်ရည်ပေါ့နော်အဲ့မှာမိတ်ဆွေမြင်တဲ့အတိုင်းပဲဖုန်းနံပါတ်လေးတခုထည့်ပြီးသားဖြစ်သွားပါလိမ့်မယ်ဗျထည့်ပြီးသားဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ကအဲ့ ဒါကကျွန်တော်ဖုန်းနံပါတ်မထည့်ရသေးသူတွေအတွက်အသစ်ထပ်ထည့်ခြင်းထည့်လို့ရမယ်ညို့ပြပေးတာပေါ့နော်ကျွန်တော်တို့ကဖုန်းနံပါတ် change နေတာဆိုရင်ဘယ်လိုလုပ်လို့ရမလဲဆိုရင်ကျွန်တော်တို့ဒီအဖုန်းဆိုတာလေးကိုနှိပ်လိုက်ရင်ဒီနေရာမှာဒီလိုမျိုးကဏ္ဍလေးပေါ်နေမှာဖြစ်ပါတယ်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်တစ်ချက်နှိပ်ပြီးရင် တချက်နှိပ်ပြီးရင်ကျွန်တော်ဒီမှာဟိုခဲတဲ့ပုံစံလေးရှိရပေါ့နော်အဲဒီခဲတဲ့ပုံစံလေးကိုနှိပ်နှိပ်ပြီးတော့ကိုထည့်ကျင်တဲ့ဖုန်းနံပါတ်ကိုအသက်ထပ်ပြီးရိုက်တယ်ပြီးရင်အဲ့အဲ့နံပါတ်ထဲကိုကျွန်တော် OTP ကုတ်ကနန်းအခုလိုမျိုးကြာလာလိမ့်မယ်အဲ့ကုတ်ကနန်းလေးကိုနှိပ်ပြီးတော့ verify လုပ်ပေးလိုက်ရင်ရပြီပေါ့နော်ဒါကတော့ကျွန်တော်ဖုန်းနံပါတ်ချိန်မှုချိန်ကြီးလေးပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်ဟိုတမနီထဲမှာပါရဲ့အတိုင်းပဲပေါ့နော်ဒီ profile ပုံချိန်မှုချိန်ကြီးပေါ့နော်ဂျီမေးကောက်မှာကိုယ့်ရဲ့ profile ပုံလေးထည့်ကျင်နေဆိုရင်ဒီအပေါ်သုံးသားမှာ profile picture ဆိုတာလေးရှိရပေါ့နော်အဲ့ profile picture ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်ပြရမှာဖြစ်ပါတယ်ဗျဒါလေးကိုတစ်ချက်နှိပ်ပြလိုက်ပါ ဒါလေးကိုတစ်ချက်နှိပ်လိုက်ရင်အဲကျွန်တော်တို့ကပုံထည့်ချင်တာဖြစ်တဲ့အတွက်ကြောင့်မဒီအောက်ဆုံးမှာ app profile picture ဆိုတာလေးရှိရပါတော့ကင်မရာပုံစံလေးနဲ့အဲ့ဒီနေရာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြရမှာဖြစ်ပါတယ်ဗျာဒါလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်ပြီးဆိုရင်သူက default ပါတဲ့အဲဒီနေရာမှာ sticker ပုံလေးတွေရှိတယ်ဒါမှမဟုတ်ဘူးကိုကကိုဖုန်းထဲမှာရှိတဲ့ပုံတွေကိုထည့်ချင်တာပေါ့နော်ကိုရဲ့ပုံပဲဖြစ်ဖြစ်ခြားတယောက်ပုံပဲဖြစ်ဒီလိုမျိုးထည့်ချင်တာဆိုရင်လည်းဒီ device ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ကိုဖုန်းထဲမှာရှိတဲ့ပုံလေးတွေရွေးပေးလို့ရပါတယ်ကျွန်တော်ကတော့ဒီနေရာမှာအဆင်ပြေတာပုံလေးတစ်ပုံကာတွန်းပုံလေးတစ်ပုံပဲရွေးပေးလိုက်တော့မယ်ကျွန်တော်က sample ပဲပြရချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော် စိတ်တိုင်းကြပုံလေးထည့်ပြီးဆိုရင်ကျွန်တော် cross vanya ရိုက်ချင်တယ်ဆိုရင် cross ဆိုတာဒီပုံလေးကိုကိုလိုသလောက်ဟိုဖြတ်တာဗောနော်ဖြတ်ညက်ကက်လောက်တာဗောအဲ့လိုမျိုးဖြတ်တာလေးပါလေးလောက်ချင်တယ်ဆိုရင်လည်းမ cross ဆိုတဲ့နေရာလေးကိုနှိပ်လို့ရပါတယ်ဗျကျွန်တော်ကတော့မလုပ်တော့ဘူးအဲကိုစိတ်နေကြပုံလေးရွေးပါတော့ရွေးပြီးဆိုရင်မှနှိပ်ဆိုတဲ့ cloud ကလေးရှိပါတယ်ဗျာနှိပ်ဆိုတဲ့ cloud ကလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာအပြီးပြီးဆိုရင် save profile picture ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရပါလိမ့်မယ်အဲ save profile picture ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာ အဲပြီးရင် saving profile picture ဆိုပြီးတော့သူ loading wine လေးလည်နေလေးမှာကျွန်တော်ခဏဆောင်ပေးလိုက်ပါတော့เออดาเมนูလေးပေါ်ပါပြီဆိုရင်ရပါပြီ profile picture updated ဆိုပြီးတော့ပေါ်ပါရင်ရပြီပေါ့เนาะကျွန်တော်ဘက်ကီးလေးနဲ့ပြန်ထွက်ပေးလိုက်ပါဗျာအဲဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့ဂျီမေးကောက်ကို ကျွန်တော်ရဲ့ဒီဗီဒီယိုမှာ တိုင်းတဲ့ရေးထားတဲ့အတိုင်းပဲနိမ့်တွေဗက်တီးတွေကျွန်တော်ဖုန်းနံပါတ်တွေဒီ profile ပုံတွေကိုကျွန်တော်တို့ဟောအသက်ချင်းအသက်ထည့်ကျင်တာအဖြစ်ချိန်ကျင်တာအဖြစ်ဒီနေ့လေးတိုင်းချိန်လို့ရပါတယ်ဒီဗီဒီယိုလေးရဲ့မိတ်ဆွေတွေအတုံးတက်မယ်လဲမျှော်လင့်ပါတယ်ပြကျွန်တော်ဒီလိုမျိုးမွေးနေ့တွေနာမည်ရဘလိုအခါမျိုးမှာအချိန်ဖို့လို့အတွက်များလာလဲဆိုရင်ကျွန်တော်တို့ဒီ AD mode တို့ AD zone တို့စားကြည့်တဲ့ပြင်ပေါ့နော်ကျွန်တော်တို့ဒီ ID confine လုပ်တဲ့အချိန်မျိုးမှာဒီဂျီမေးကောက်ထဲမှာပါတဲ့ဒီမွေးနေ့တွေဗက်တီးတွေကမတူတဲ့အခါမျိုးမှာသူက verify ပေး pay မလုပ်တာမျိုးရှိရပါတော့ ID confirm pay မလုပ်တာရှိရဒီလိုခါမျိုးဆိုရင်ကျွန်တော်မွေးနေ့ရီနာမည်ရပြန်ချိန်ပေးရပါရဲ့ဗျအဲအဲ့လိုခါမျိုးဆိုရင်တော့ဒါလေးကအသုံးတက်မယ်လို့မျှော်လင့်ပါတယ်မိတ်ဆွေအတွက်ဒီဗီဒီယိုလေးကအသုံးတက်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လည်းတူးချင်းတွေကိုထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ